ကနေပြီးတော့ဝင်နေဖြစ်တာပေါ့ဒါကကျွန်တော်က blind mode တင်တယ်ဆိုတာဒါကျွန်တော်ဆိုင်မှာသုံးတဲ့ခါလေးနော်ဇာဆိုင်မှာသုံးတဲ့ခါလေးဟုတ်ပြီအဲ့မှာနောက်နောက်တစ်ခုလာပြီအစိုးမျိုးကိုဖယ်ထုတ်တိဖယ်ထုတ်တိရတရားတဲ့မိမိဝင်နေမတိုင်ခင်နဲ့ညင်အိတ်တိအခါတွင်တယောက်တည်းအိတ်ရမြည်တဲ့ခြေပြအောက်တွင်အောက်ချက်တောက်နေရမှာပေါ့နော်ခြေသေးရတထုတ်လက်သေးရတထုတ်အဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီအညွန့်အပွင့်နဲ့ကျွန်တော်တို့ကတော့တွက်ချက်ပြီးတော့ဘယ်အညွန့်ကိုထက် အဲ့ဆိုပြီးတော့ပြောတာပေါ့နော်အဲ့တော့ခုနကသားသမီးရှင်းနေဘွားနန်ဘွားအနေနဲ့ပေါ့နော်ဘယ်ညွန်းနေဘယ်ခက်တည်းထထရမယ်ဆိုတာအစင်မပြူဆိုကျွန်တော်ပြောပြမယ်အဲ့တော့ဒီဒီလိုပေါ့ဘာလို့ပြန်သားမလဲတောင်းကြအဲ့တော့ခဏနေနေဘောရှင်းနေသားအနေနဲ့ပေါ့နော် ဒီဖြောက်တဲ့မှာထည့်ကျင်တယ်ဆိုအဲ့တော့မိမိနေ့ကနေဒီကိုလက်ချိုးပြီးရီွားပေါ့နော်ခုနှစ်နှစ်ရောက်တဲ့နန်ရဲ့အညွန့်ကိုထည့်အဲ့ဒီအညွန့်ကတိုင်တိုင်းတိုင်တိုင်းဒီနေသားတိုင်းနေသားတိုင်းရဲ့ခိုက်ပဲအဲ့တော့ ဒီခုနှစ်နှစ်နဲ့တော့ဒီတနင်္ဂနွေနေ့သားဆိုပါစို့တနင်္ဂနွေနေ့သားဆိုရင်တနင်္ဂနွေကနေရောဟောတနင်္ဂနွေတင်လာအင်္ဂါဘုဆိုရည်လိုက်ဆိုတော့လက်ခွနဲ့ချောင်းပြည့်တကစနေပေါ့အဲ့တော့စနေဆိုတဲ့ဟိုနနက်ရွတ်တို့နော်အမထိန်သားတို့ဟိုထန်းထန်းရွတ်တို့ထိန်ရွတ်တို့ကတော့မလွယ်ဘူးလေနနက်ရွတ်ကတော့လွယ်တာပေါ့အဲ့တော့နနက်ရွတ်လေးထဲအေးငဲအဲဗုဒ္ဓဘူးသားဆိုဆိုရင်ဗုဒ္ဓဘူးရဲ့ခုနှစ်နှစ်မြောက်ကြတော့ဟိုဒီ အင်္ဂါခိုက်တယ်မှာဗျာအဲခိုက်တော့ခိုက်စီတော့နံပေါ့နော်အဲအဲ့ဒါတဲအိအဲအဲ့လိုဟိုအဲ့တော့အဲ့တော့ရေတရာပစ္စည်းများကိုတဲ့ဟိုဒါဖြောက်တယ်မှာရေတရာပစ္စည်းများကိုတဲ့ဟိုဒါအိုးဒါဟိုနောက်တနေ့ပေါ့နော်ထဲအိပ်ပြီးတော့နောက်တနေ့အဲ့ရမှာနိုးတော့တယ်ဖြောက်ထဲမှာရတရာပစ္စည်းများကိုမိမိရေပေါ့နော်အဲ့ဒီမှာကျွန်တော်ကဒီဒီဒါနင်းနံ၃မျိုးထည့်ထားတာပေါ့နော်အဲ့တော့ဟို များသောမင်းကတော့မသိဘူးဆိုရင်တော့လွယ်လွယ်လေးအဲ့တော့ဗုဒ္ဓဘုရားဆိုဗုဒ္ဓဘုရားကြီးကြာတာပြီအညွန့်နဲအညွန့်နေသားကတူဦးပေါ့နော်အဲ့တော့တင်းငွနေဆိုရင်ဩတင်းလာနေသားပေါ့အညွန့်လေးပေါ့နော်ကိုယ့်ရဲ့နေသားအညွန့်လေးကတူဦးမှအဲ့တခုတည်းကိုထည့်ရွေးတဲ့မိမိနေအိမ်ဤတဲ့ဩအဲ့တော့ဘုံမိရောက်တူပေါ့နော်အကျွန်တော်ကတော့ဒီကအတိတိကျကျခွင့်နေဘုံမိဆိုတာဟိုကျွန်တော်အထက်လက်ခွင့်နေပါလေနားလေတဲ့လူကကြာလေးခွင့်မြောက်ပေါ့နော်ဘုံမိရောက်ကိုယူသွားရ မင်းရောက်လင်းနေအဲနေထွက်နေနေဝင်ရောက်လင်းပေါ့နေဝင်နေထွက်ကိုမှတ်သားယူတဲ့အဲ့ဒီဘုံမီးရက်ကိုမျက်နှာမူပြီးရောပေါ့နော်အဲ့မှာ နာဘနရက်ဘနလဘနခုနှစ်ဒါဘနနာကြီးအဲဘယ်တိုင်းဒေသကြီးတွေမွေးဖွားတော့ဥဘဒုဘဒုမောင်းဘဒုဘဒုဒေါ်ဘဒုဘဒုဘောနော်အာခံအစားနေရတော့မိမိမလို့ရပါနော်မလို့ရဆိုဒီဆိုဒီဘေးထုတ်ခတွေဒီဒါမှမဟုတ်စီးပွားရေးကြက်တဲ့ချင်းတွေဒါမှမဟုတ်ယောဂဖြစ်ချင်းအများနေပေါ့နော်မကောင်းတော့ဘေးရန်ဥပအန်ဒီအတိုက်ခိုက်အပိတ်ဆိုအတားစီအမျိုးမျိုးတွေနေမကောင်းတော့ဂျူစီဂျူနေ မျိုးတို့သည်အီအီရောက်ခတ်တို့နဲ့သူဆွန်မိသားပဲပြီးသားရှင်မိသားဖြစ်ပါစီတည်းဆိုပြောပြီးဆွန့်ပြရမယ်အဲ့ဒါကရေရခြေတဲ့လူကလိုက်ဝါလို့ရတယ်ဒါပေမဲ့အဲ့ရွက်ခတ်တွေကတော့မကင်ရဘူးကိုယ့်ရဲ့အညွန့်နေတာကနေပြောစွန့်ပြီးပေါ့ဒါလောလောကူကူပြောတာပေါ့နော်အဲဟိုဟာဒီအညွန်ပဲလောလောပြင်ပြင်စပုတ်ပဲလောလောဟိုသူ့ကိုနိုင်လို့စောက်ကိုဆိုတော့စောက်ကိုနေသားပဲလောစောက်ကိုဆိုတော့6ခုမြောက် အပြင်စပုတ်ဆိုတာ၅ခုမြောက်အညွန့်ဆိုတာဟိုမိမိနေပြီးတော့နောက်နေရတာအညွန့်ဟာဟုတ်ပြီနော်အဲ့မှာဒါ1နဲ့3အဲ့တော့အကောင်းဆုံးကတော့စခုဆိုတဲ့6ခုမြောက်ကတော့ဟိုအကောင်းဆုံးအဲအဲ့မှာဒုတိယကျတော့ပြင်စပုတ်သားဆိုတဲ့၅ခုမြောက်နေသားတော့အကောင်းဆုံးပေါ့နော်အဲဟုတ်ပြီဒါကျွန်တော်စိုင်မှာသုံးတာနော်စိုင်မှာသုံးတာကျွန်တော်ဒဲကိုချပြတာလေမခူဘူးမကပ်ဘူးအဲ့တော့ ဲ့တော့ကျွန်တော်တို့လည်းဒီရောပြီးအစိုးမျိုးဖယ်ထုတ်ပြီးွားပြီအစိုးမျိုးဖယ်ထုတ်ပြီးွားပြီကံကောင်းစီရန်ဗောနော်အဲ့ပြောစုလူတန်းချင်းဗောနော်အာကံကောင်းစီရန်ပြောစုလူတန်းတဲ့အခါမှာအဲ့တော့အရင်နေ့မှာမိုးကို့မွေးနေ့ရောက်နေပြီဗောနန်းနန်းမွေးနေ့ဆိုအဲ့တော့ကို့မွေးနေ့မှာတဲ့မြားတော့အပြင်နဝင်းတိုင်ရဲ့ထိတ်ဆုံးမှာဖြစ်တဲ့နဝင်းတိုင်ရဲ့ထိတ်ဆုံးမှာဖြစ်တဲ့ ငါးခုမြောက်နိနံအစာအသောက်အရွက်ခက်ကိုတူလိုက်ပါအဲ့တော့တနင်းကိုဆိုတော့တနင်းကိုနေတနင်းလာအင်္ဂါဘုရပုကြာတာပရိဆိုတော့ငါးခုမြောက်ဗောဗျာဟုတ်တယ်မလားဒါပေမဲ့ချင်းကြက်ကတချို့ကမဟာဘုအကျွင်းပေါ်မှာမူတည်ပြီးတော့ကိုယ့်ရဲ့နဝင်းကပုတိတွေဘင်္ဂတွေမရဏတွေဒီမှာရောက်တတ်တာတော့ရှိပါတယ်ဗျာအဲ့ဒါတော့ဒီမဟာဘုတ် ထူနီးကတော့ line ပေါ်မှာရှာရင်လွယ်ပါတယ်ဗျာဟိုမိမိအသက်ကိုဟိုမှာဒီမိမိဟိုခုကမြန်မာခုနှစ်ကိုခုနှစ်စားအဲကျွေးတဲ့ဥစားကမှဟိုမှာဘင်ကားဆာပြီးတော့ဟိုမှာဘင်ကားမရဏအဲအထွန်းတိုက်ရာစာပြီးဟိုမှာပုတိအဓိပတိဆိုပြီးတော့ဒါဝင်နေဖြစ်သွားတာဟုတ်ပြီเนาะဒါကတော့ line ပေါ်မှာရှာလို့ရတယ်เนาะအဲ့တော့ ပထမဆုံးကျွန်တော်တို့အဲ့လိုမလို့ပါတော့ဒီကိုယ့်ရဲ့ငါးခုမြောက်ဟိုဟာကိုလှူလိုက်တယ်လှူလိုက်တယ်ပါအအစားတော်ပဲဖြစ်ဖြစ်အယောကတိပဲဖြစ်ဖြစ်အဲလှူပြီးွားတဲ့ခါကျတော့အရင်ဆုံးပိတ်ဖိတ်ရပါနော်ပိတ်ဖိတ်တဲ့ခါတော့မြမမင်းမြမမင်းအလုံးစုံမြမဒေဝတာအလုံးစုံတရားမင်းနာမင်းအလုံးစုံတို့နဲ့နတ်ဒေဝတာအလုံးစုံတတ်တော်ရှင်နာမင်းအလုံးစုံသာသနာတော်နဲ့လောကကိုစောင့်ရှောက်တော်မူကြကုန်နော်နတ်ဒေဝအလုံးစုံမိမိဤမြို့ရက်ွက်နေပေါ့နော်မိမိရည်ညွှန်းမိပေါ့နော် တဖက်မှာကိုလင်းသားရှိနေဆိုတော့ရင်းညွှန်းမိဒီမှာလင်းသားရှိနေရောက်နေကိုကိုအိမ်သူအိမ်သားတွေရောက်နေတဲ့မျိုးဆောင်နော်ရက်ွက်ဆောင်ရွာဆောင်နတ်ဒီနော်မိမိနဲ့မိမိရဲ့နော်မိမိရင်းညွှန်းလိုသူရဲ့ကိုဆောင်နဲ့ပညာဆိုင်ရာပုဂ္ဂိုလ်အလုံးစုံအတိတ်ဘဝပေါင်းများစွာမှာတော်ဆက်နိုးဆက်ခဲ့ပူကြကုန်တော့တတ်ဆိုင်ရာပညာဆိုင်ရာအလုံးစုံတို့ကိုပုံပေးဖိတ်လိုက်ဒါပထမဆုံး ဒုတိယကြတော့ကိုသားလူတန်းပေးခြင်းတဲ့ကိုသားလူတန်းပေးခြင်းเนาะအဲ့တော့မြတ်စွာဘုရားတို့မဟုတ်ဘောเนาะအစ္စလမ်ဘာသာဝင် ခရစ်ယာန်တွေဆိုရင်ဘောเนาะအဲ့ခုနကပိုင်းမှာနတ်တိဝတ္တလုံးဆိုဘာညာခွီးကွာမှာဆိုတော့ခရစ်ယာန်ဆိုရင်တော့တမန်တော်ဘောအဲဟိုဒီအဲအစ္စလမ်ဘာသာဝင်ဆိုရင်တော့ဒီဟိုနဗီလို့ပြောဘောအဲ့တော့အဲ့မှာဒီ ညီညွတ်တဲ့အနေအရောနဗီအလုံးစုံပေါ့နော်အပိုင်းဇာယံနဗီအလုံးစုံအတိတ်ဘဝအများဆောင်မှာတော်ဆက်ခဲ့ဘူးကြတော့အကုန်လုံးဆွေတော်ရှိတော်မျိုးတော်အပေါင်းနဲ့ဟိုအမျိုးတော်ခဲ့ဘူးတော့နဗီမျိုးစုံပေါ့နော်ဟိုခရစ်ယာန်တွေဆိုရင်ပေါ့ခရစ်ယာန်တွေဆိုရင်ဒီကိုနဲ့တက်ဆိုင်တဲ့တမန်တော်အလုံးစုံပေါ့နော်အဲ့တော့အဲ့မှာနောက်မျိုးရေးတာတဲ့အဲ့မှာကိုသားလူတန်းချင်းမှာတဲ့ဘုရားဗေယာဆိုတာဗုဒ္ဓဘာသာပေါ့ဗုဒ္ဓဘာသာမဟုတ်တဲ့ခရစ်ယာန်တို့အစ္စလာမ်တို့ကြတော့မိမိလူတန်းလူရာပေါ့နော်မိမိကမေဂေယာပဲဖြစ်ဖြစ်အဲ ဟုတ်ပါဗျာဟိုမှာဟိုမှာဘောပါရိတ်တာပဲဖြစ်ဖြစ်ပေါ့နော်အဆင်းရဲသားတွေပဲဖြစ်ဖြစ်လူတန်းလူရသူတဲ့ယခုပြစ်ပိတ်ထားတော့ပုပ်ကူများကိုစားလူတန်းပေးပါသည်ကြားကြမြင်ကြသိကြပါစေသတိကြားနိုင်မြင်နိုင်သိနိုင်၍ကြည်နုဝမ်းသာနိုင်ကြပါစေသတိဆိုပြီးလူတန်းပေးလိုက်အဲ့တော့လူတန်းပြီးတော့ကုသိုလ်အမြဝေတဲ့လူတန်းချင်းတဲ့အဲ့တော့ယခုပြုထားသမျှတော့ကုသိုလ်ကောင်းမှုအစုစုကပြင်ပိတ်ထားတော့ပုပ်ကူအလုံးစုံတို့ဒီကြားနိုင်မြင်နိုင်သိနိုင်၍အလူကံအမဟိုဗုဒ္ဓဘာသာကြောင့် ဘာသာကြတော့တာဓုပေါ့ဗျာဗုဒ္ဓဘာသာမဟုတ်တဲ့ကြတော့ကောင်းမြတ်သည်ဟူ၍သုံးကြိမ်သုံးကအတိမတ်ပြုလက်ခံကြပါစေတည်းဆိုပြောအဲဒါအမြောက်ဝေလိုက်တာနော်အဲ့တော့ဘာဒီပြီးတဲ့ခါကျတော့မိမိလိုရာစုကိုတောင်းပါတဲ့နံပါတ်၄အဆင့်ကကျတော့ယခုတာဓုအနုမောဒနာခေါ်ဆိုပြီးသည့်ပုံကူများတဲ့မှအဲဒါဗုဒ္ဓဘာသာကျတော့ဗုဒ္ဓဘာသာမဟုတ်တော့ယခုဒီကောင်းမြတ်သည်ဟူ၍သုံးကြိမ်သုံးကလက်ခံအတိမတ်ပြု တိသေးမနဗီမြတမန်တော်မြပေါ့နော်အဲအဲလက္ခဏာပုဂ္ဂိုလ်များတည်းမှာတမန်တော်များတို့သည်ကျွန်ုပ်၏လိုရင်းဆန္ဒများကိုဖြည့်ဆွမ်းပေးနိုင်ကြပါစေသတည်းဆိုကိုယ့်ရဲ့အခက်အခဲတွေပြောကိုလူချင်းနာတွေပြောအဲပြောပြီးတော့အကူအညီရပါဆောက်ရှောက်ကြပါပြောလိုက်ခြင်းအပြင်ကျွန်တော်တို့ကအဲ့မှာလူမျိုးမယွေဘာသာမယွေနော်မာဒီမှာအဆိုးများကိုဖယ်ထုတ်တဲ့ရတရာကိုသုံးလို့ရတယ်လို့ ။ဩမကံကောင်းစီရင်ပြောဆိုလှူဒန်းခြင်းကိုလည်းသုံးလို့ရပါတယ်လို့ပြောရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးနဲ့ကျွန်တော်ရဲ့ပညာဒါနကိုအီမာတွေပြီးဆုံးလိုက်ပါပြီဗျာ။အလုံးကံကောင်းကျမ်းမှာချမ်းသာရေလိုရခရီးကိုမကွေ့မကောက်လမ်းဖြောက်သွားတဲ့ရောက်ရှိကြပါစေတည်းခံစားစံစားနိုင်ကြပါစေတည်းဗျာ။